မင်းသားပါခင်တော့အရန်နေပါအဲကင်မရာလည်းလုံးဝမကြောက်တော့ခင်းငင်ငယ်တော့အတိုင်းပါပဲဟိုကင်မရာကလည်းသူ့ကိုပဲလိုက်တယ်သူကတန်လိုက်လို့ဖြစ်နေတယ်ကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအမှုပညာတွေးလဲအပြေဝါပါတယ်အဲ့တော့ကို့ဘေဘီလေးကအဲ့လိုမျိုးခေးတို့လိုပဲခေးဖေဖေလိုပဲလို့မြင်ရတော့အယံဝန်းတာပါတယ် ခေလဲအဆီဇန်ဂျင်နယ်ပေါ့နော်အဲ့လိုမျိုးအဖေနဲ့ตาลีเนี่ยตุตุ something more จามีลามีเหมียวทักแกว่าเคเอ่อยูมีไวท์เนี่ยตุตุเลตเรပြီးတော့ ကြော်ညာလေးရိုက်ခဲ့တယ်ဖိုတိုရှူလေးလည်းရိုက်ခဲ့တယ်အရန်ခင်မကောင်းတဲ့မမရင်းလည်းတူတူရိုက်ခဲ့တာပါခင်ကတော့အဲဆီရမ်ကြိုက်တယ် serum ကြိုက်တယ်ဒါပေမဲ့ခင်းကဒီ skin care အားလုံးထဲမှာဆိုရင်ခင်းကို follow လုပ်နေလို့လည်းသိရပါ sunscreen အမြဲတမ်းဖြစ်တယ်အဲ့တော့သူတို့က sunscreen လေးလည်းအရင်ကြိုက်ပါတယ် sunscreen ကအဓိကပဲရှင့်အထူးသဖြင့်ခင်းတို့ဟိုမြန်မာပြည်မှာဆိုလည်းအရင်ပူတယ်ပေါ့နော် ပူရတဲ့အချိန်ကျတော့အဲ့လိုမျိုးတကယ်တော့ခင်းဆိုရင်အပြင်မှာမိုးအုပ်ရင်အောင် sunscreen လိမ့်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ sunscreen ဟာတော့ anti aging properties ပါရဲ့။အဲအဲ့တော့ဒီ phone screen ကဒီ radiation မဖြစ်ဖြစ်ပေါ့နော်။အဲ့ဒါကြီးအကုန်လုံးကာကွယ်ပေးရကြွယ်ခင်းရတော့အမြဲတွေးသမျှလူတိုင်းကို sunscreen လိမ့်ဖို့အမြဲတောင်းဆိုပါတယ်။ဟောယူမီယာကျတော့သူ့ရဲ့ အဲ quality ရောလုံးဝမနှိမ်ချတာပဲ ਨੇ ဒါပေမဲ့လူတိုင်းသုံးလို့ရအောင် affordable price range ထဲမှာထားရတဲ့အတွက် affordable ဖြစ်တဲ့ premium quality လည်းရရဲမလေးရှားထုတ်တာဆိုတော့လေအဲလုံးဝယုံကြည်ပြီးတော့သုံးကြည့်လို့ရတယ် sensitive skin သမားတွေလည်းသုံးကြည့်လို့ရသလိုအဲ့လို watch အမြဲပေါက်နေတဲ့ဒီလိုအစီပြန်တဲ့ skin type တွေနဲ့သုံးလို့ရတယ်ဆိုတော့ခေလဲအရင်တော့ watch နေမပေါက်25နဲ့ကြော်လာတဲ့အခါမှာ watch နေစပေါက်လာတယ်အဲ့တော့ ခေတုံးတဲ့ skin care ရေဆိုတော့အမြဲတိတ်ချရွေးပြီးတော့မှသုံးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး premium quality skin care လေးကိုတော့ခေလန်အားလုံးကိုသုံးကြည့်စေချင်ပါတယ်အရင်တော့ကတော့အရင်အသက်ကြီးခြင်းလေအဲအသက်တစ်ခုရောက်လာတဲ့အချိန်ကျတော့လည်းပြန်ငယ်ခြင်းလေဒါပေမဲ့အခုကတော့ကိုယ်အသက်ရော်လို့ကိုယ်လက်ခံတဲ့အချိန်ရောက်လာပါပြီပေါ့နော်အရင်ဝမ်းတာပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံသားမနေနေရလဲအရင်ကြာသွားပြီဒါခေရဲ့အဲမိသားစုနဲ့ကိုယ်မွေးရဲ့နိုင်ငံမှာ အကျင်းပရဲမွေးနေ့ပွဲပေါ့ပြီးတော့ခရီးအဲ့လိုမျိုးမွေးနေ့ပွဲမကျင်းပတာလည်း15နှစ်လောက်ထဲရပါဘောเนาะ10နှစ်ကျော်သွားပြီအဲ့အရန်ပျော်ပါရဲ့ခီအရန်ကန်ကောင်းတယ်လို့လည်းချမ်းပါတယ်အရန်လည်းအနေကလာပြီးတော့ဘတ်သေးဝစ်တွေလုပ်တယ်အပေးစကားတွေပြောပြရလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်မေမေလည်းအရန်ပျော်ပါရဲ့ဒါပေမဲ့မေမေတို့ကတော့အခုလောလောဆယ်နိုင်ငံသားရောက်နေရပေါ့เนาะဒေါကူမန်တရီတစ်ခုရိုက်နေလို့ပြပြနဲ့လိုက်သွားတယ်ဒါပေမဲ့အော်သူတင်တဲ့ post လေးဆိုလည်းရှိရပေါ့เนาะဒါကဘာပဲပြောပြောမိသားစုနဲ့ အဲတူတူရှိနေရဲ့ first birthday လို့ပြန်ဖြစ်သွားတဲ့အတွက်သူလည်းအရင်ဝမ်းသာတယ်ခေလည်းအရင်ဝမ်းသာပါတယ်။သူကမင်းသားပါ။ခေတော့အရင်နေပါ။အဲကင်မရာလည်းလုံးဝမကြောက်တော့ခင်းငင်ငယ်တော့အတိုင်းပါပဲ။ဟိုကင်မရာကြီးကလည်းသူ့ကိုပဲလိုက်တယ်။သူတန်လိုက်လို့ဖြစ်နေကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအမှုပညာသွေးလည်းအပြေဝါပါတယ်။အဲ့တော့ကို့ဘေဘီလေးကအဲ့လိုမျိုးခေတော့လို့ပဲခေဖေဖေလို့ပဲလို့မြင်ရတော့အရင်ဝမ်းသာပါတယ်။ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုး ခေလဲအာစီဇန်ဂျင်နယ်ပေါ့နော်အဲ့လိုမျိုးအဖေနဲ့ตาလေးနဲ့အတူတူ something မော့ဂျာမီလာမီမျောနိုင်ငံသားမနေတာလေသူတို့နိုင်ငံကြီးဘလောက်ပဲဟိုတိုးတက်နေတိုးတက်နေလုံးဝမတူပါဘူးရှင့်ကို့အိမ်မှာကို့အဲ့လိုနှွေးထွေးမှုကဘာနဲ့မှရှင်လို့မရအောင်ဆိုတော့အယံဝမ်းသာပါတယ်ကို့ညီကိုမောင်နှမတွေနဲ့ပြန်ဆောင်ရတာလေဟိုမတင်နိုင်ရတော့ကိုလေဟိုအယံစိတ်လှုပ်ရှားတယ်ပျော်ရပါတယ်ရှင်ဟုတ်ကဲ့ ဲ့နေရာတွေဝန်ထားရတူကိုကြားတယ်ရမ်းရှိကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အော်ခင်ရကျွန်တော်လည်းအဲ့လိုမွေးကလေးကဟိုဖဖေးရှူတန်မှာကြီးလာတာဆိုတော့လေကို့မိသားစုကြီးလိုပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေတော့ပြော့ငငယ်လေးတည်းကလည်းခင်ကြီးလာတာကိုတို့ကမြင်လာတဲ့လူတွေအားပေးလာတဲ့သူတွေဆိုတော့မိသားစုလိုပါပဲအာအယောင်ဝမ်းသာပါတယ်ခင်လည်းဒီနွေထွေးတက်ကိုခင်လိုနေတာလို့ထင်ပါတယ်ဘဝမှာပေါ့နော်အရှိတ်ကိုဆက်သွားနိုင်ဖို့အခုတော့စူးစမ်းတော့မယ် ူကတော့ဟိုအဲ့လိုပေါ့သူကသူကအာဖရိကရောက်နေပြီပျော်တယ်ပေါ့ happy birthday ပေါ့နော်ဒါပေမဲ့သူဒီမှာရှင်သိပ်တွေ့တယ်ဘာများတော့အရင်ဆုံးပေါ့နော် happy birthday ရတော့ဒုတိယပေါ့ okay